မြန်မာတရုတ်ဆက်ဆံရေးအပေါ်မြန်မာလူကျော်လူမော်တွေရဲ့သဘောထားသိနိုင်ဖို့ ISP မြန်မာကနှစ်စဉ်စစ်တမ်းကောက်ယူနေပါတယ်။ဒီတစ်နှစ်၃ချိန်မြောက်စစ်တမ်းရဲ့ရလက်တွေတဲကအချို့ကို မိတ်ဆက်ပေးချင်ပါတယ်။ တရုတ်နိုင်ငံရဲ့စီးပွားရေးရင်းနှီးမြှုပ်နှံမှုတွေဟာမြန်မာနိုင်ငံအတွက်အကျိုးရှိတယ်လို့ရှုမြင်သူ51ရာခိုင်နှုန်းရှိပြီးအကျိုးမရှိဘူးလို့ယူဆသူက49ရာခိုင်နှုန်းရှိပါတယ်။ဒါအပြင်တရုတ်နိုင်ငံဟာမြန်မာနိုင်ငံအတွက်အကြီးမားဆုံးစီးပွားဖက်ဖြစ်နေတာကိုစိုးရိမ်စရာလို့မြင်တဲ့သူ68ရာခိုင်နှုန်းရှိပြီးကြိုးစိုးစရာပါလို့ဖြေတဲ့သူ26ရာခိုင်နှုန်းရှိပါတယ်။ လက်ရှိနိုင်ငံရေးအကျပ်အတည်းကာလမှာတရုတ်နိုင်ငံအနေနဲ့မြန်မာနိုင်ငံမှာစီးပွားရေးရင်းနှီးမြှုပ်နှံမှုအသစ်တွေလုပ်မယ်ဆိုရင်သဘောမတူဘူးလို့ဖြေတဲ့သူ83ရာခိုင်နှုန်းအထိရှိပါတယ်။ဒါပေမဲ့သဘောတူတယ်လို့ဖြေတဲ့သူ23ရာခိုင်နှုန်းရှိတာလဲစိတ်ဝင်စားစရာပါ။